မဲမင်္ဂလာပါရှင်အခုတခါကြတော့လွယ်ကူတဲ့အိတ်ထူနီကိုလာထိုးပြมาဖြစ်ပါတယ်ရှင်ခြေလုံးကြတော့ဒီလိုခြေလုံးနဲ့တုံးထားပါတယ်ရှင်အဆိုင်ကြတော့လေ1.5မီလီမီတာနဲ့တုံးထားပါတယ်ရှင် အရင်ပထမဦးဆုံးဂွင်းရှင်လေးလောက်မယ်ဂွင်းရှင်လေးလောက်ပြီးလို့ရှိရင်ဖွမီလေးကိုထိုးပါမယ်ရှင်ခြေကြနည်းနည်းမာနေတယ်ဆိုတော့အိတ်ထိုးရတယ်နည်းနည်းခက်တယ်နော် အိုက်ထိုးမယ်ဆိုရင်ထိုင်းအိုက်ထိုးချီအပြော့တွေနဲ့ထိုးရင် ပိုအဆင်ပြေပါတယ်ရှင်ဖုံမီကိုဆယ်ခုထိုးမှဖြစ်ပါတယ်နော် ဆယ်ခုယူပြီးလို့ရှိရင်တိုင်တိုနဲ့သွားမှာဖြစ်တယ်နော်ဒါကအဲ့ရဲ့အောက်အနားလေးကိုထိုးမှာဖြစ်ပါတယ်ရှင်တိုင်တိုနဲ့ဟိုထိတ်ဆုံးထိတစ်ဖြည်းဖြည်းသွားမှာဖြစ်ပါတယ်ရှင် တိုင်တိုနဲ့ထိုးလာတာဒီထက်ရောက်ပြီးဖြစ်တယ်နော်ဒီထက်ရလို့ရှိရင်ဖွင့်မိတစ်ခုယူမယ်ဖွင့်မိတစ်ခုယူပြီးလို့ရှိရင်လှဲ့လိုက်မှဖြစ်တယ်နော်ပလက်လှန်လိုက်တဲ့သဘောပေါ့နော်တဖြည်းဖြည်းနဲ့တိုင်တိုထိုးလာရမှဖြစ်ပါတယ်ရှင်ဒီလိုလေးเนาะတိုင်တူနဲ့ထိုးมาဖြစ်တယ်ဒီလိုလေးဖြည်းဖြည်းလေးနဲ့ထိုးလာมาဖြစ်တယ်เนาะ ဒါကြတော့အဲ့ရဲ့အောက်အနားလေးထိုးมาဖြစ်တယ်เนาะအဲ့ရဲ့ဖင်ပေါ့เนาะကိုကတိုင်တူနဲ့မလို့ချင်းလဲတိုင်ရှင်နဲ့ထိုးလို့ရပါတယ်เนาะကိုကြိုက်နှစ်သက်တယ်လို့ထိုးလို့ရပါတယ် ခုနထိုးလာတာအရှိလေးဒီလောက်ရပြီပေါ့နော်အရှိလေးဒီလောက်ရပြီဆိုရင်ဘယ်နှစ်တန်းရလဲဆိုတာရည်ပြမှာဖြစ်တယ်နော်တင်နဲ့3 4 5 6 7 7 12 14 15 16 19 20 20နဲ့တန်း20နဲ့တက်ရတယ်เนาะကိုကအဲ့ကိုခက်ကြီးကြီးလေးလိုချင်ရင်24 25တန်းယူလို့ရတယ် ဒီလိုလေးထိုးပြီးလို့ရှိရင်အနာကိုအနာကွတ်မှာဖြစ်တယ်နော်အနာကွတ်တာကိုတိုင်တူနဲ့ပဲပပတ်လဲလဲထိုးသွားပြီးကွတ်သွားမှာဖြစ်တယ်ရှင်ဖုန်မီတခါယူမယ်တိုင်တူကိုပပင်းနာကိုကွတ်သွားမှာဖြစ်တယ်နော်ဒီလိုလေးနော်ဒီလိုလေးပပတ်လဲလဲကွတ်သွားမှာဖြစ်တယ်ရှင် နာလေးလည်းကုတ်ပြီးွားပြီးဖုန်မီသုံးခုယူမယ်။တိုင်ရှည်ထိုးမယ်။ဖုန်မီနောက်ထပ်တစ်ခုပြန်ယူမယ်။တိုင်ရှည်ထိုးမယ်။တပေါက်ချရမှာနော်။တပေါက်ချပြီးရင်တိုင်ရှည်ထိုးမှဖြစ်တယ်။ဒီအတိုင်းဒါလေးရမယ်နော်။ ထိုးပြီးသူလှသွားမှဖြစ်တဲ့အတွက်ဒီတိုင်းထိုးနေချိန်မှာမလှဘူးနော်ဖွင့်မီတစ်ခုယူမယ်တပောက်ချမယ်တိုင်းရှည်တက်မယ်ခြေကအရင်မှာတော့ထိုးရနည်းနည်းခက်မှာနော်ခုနကတိုင်းရှည်နဲ့ထိုးလာတာတပတ်ပြည့်သွားပြီပေါ့နော်တပတ်ပြည့်ပြီဆိုတော့ဒီအတိုင်းသာရမယ်ဒီတိုင်းသာရလို့ရှိရင်ဖွမီကို3ချက်တက်ရမှာเนาะဖွမီ3ချက်တက်မယ် ခုနကအတိုင်းလိုပဲပပတ်လက်လက်ထိုးရရမှာဖြစ်ပါတယ်ရှင်။ ကိုလိုချင်တဲ့အတိုင်းအတာလောက်ရပြီလို့ရှိရင်အဲ့လေးကို ကျိုးလေးလောက်မှဖြစ်တယ်မှတ်ကြိတ်လေးနဲ့ချိတ်ပေးရမှဖြစ်တယ်ပေါ့နော်အဲ့ရဲ့ကျိုးလေးလောက်မှဖြစ်တဲ့အတွက်ဒီမှတ်ထားနေနေရာကနေပဲတိုင်းရှည်ကို ခုနအတိုင်းပဲပြန်ထိုးရရမှာဖြစ်တယ်နော်။တဖြည်းဖြည်းနဲ့မှတ်ကျိတ်စီတဲ့နေရာကိုပြန်ထိုးရရမှာဖြစ်တယ်နော်။ပြန်တိုင်းကြည့်မှာဖြစ်တယ်ပေါ့เนาะမှတ်ချိန်နဲ့ညီလာပဲနှစ်ခုရတယ်ညီပြီးဆိုရင် ဒီဘက်ကိုပဲပြန်လာရမှာဖြစ်တယ်เนาะဒီဘက်ကိုပဲပြန်ထိုးလာခဲ့ရမှာဖြစ်တယ်တဖြည်းဖြည်းနဲ့အပေါ်ကိုထိုးတက်ွားရမှာဖြစ်တယ်ရှင်ဒီလိုမျိုးပြောင်းပြန်လှန်လိုက်မယ်လှန်ပြီးလို့ရှိရင်တိုင်တိုင်ရှင်နဲ့ပြန်ထိုးွားရမှာဖြစ်ပါတယ်ရှင်ဒီလိုပဲတဖြည်းဖြည်းနဲ့ထိုးရမယ်เนาะဒီလိုအနေထားမျိုးရပါပြီရှင် ကျိုးကိုဒီလောက်အစီလေးယူมาဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ဖက်ကိုလည်းကျိုးကိုဒီအတိုင်းပဲဒီပုံစံပဲပြန်ထိုးလာရမှာဖြစ်ပါတယ်ရှင် ကျိုးကိုနှစ်ဖက်လုံးနဲ့ထိုးပြီးပြီးအလဲမှာ6အလင်းနဲ့ပြန်ဆက်မှာဖြစ်တယ်เนาะဒီလောက်လေးဆိုရင်လွယ်ကူတဲ့အဲ့ထိုးနီးတစ်လုံးပြီးပါပြီရှင်